ခရိုနီတထေးသားထက်ခိုင်ဝင်းရင်မိဘရိနဲ့ပါပြဿနာကြီးကျယ်တက်သွားခဲ့တဲ့နော်ဖို့ရထားမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ online ပေါ်မှာလက်ရှိပြန့်နေနေတဲ့အကြောင်းအရာလေးကြောင့်လက်ရှိချစ်သူခရိုနီတထေးသားထက်ခိုင်ဝင်းရင်မိဘဖြစ်သူတွေနဲ့ပါအကြီးကျယ်ပြဿနာတွေတက်သွားပြီဖြစ်တဲ့မင်းသမီးနော်ဖို့ရထားရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် မင်းသမီးနောက်ပိုင်းထားကတော့လက်ရှိ online ပေါ်မှာပြန့်နေနေတဲ့သူမရဲ့ BO file ကြောင့်အကြီးကျယ်ကြရက်တွေထားနေကြတာပဲဖြစ်ပါတယ်။ဒီ BO file ထဲမှာလွမ်းပိုင်ကိုအတင်းတန်းတောင်းပြီးတော့သူမက ပို့ပြီးတော့ကဲပြနေလို့လေပြိတ္တကြားမှာပို့ပြီးတော့ပြောစရာဖြစ်နေကြရတာပါ။ နဘောအေတာလက်ရှိမှာလူငယ်လုံငန်းရှင်ခရိုနီတတိယတရားဖြစ်တဲ့ထက်ခိုင်ဝင်းနဲ့ချစ်ချိုးသွင်နေကြတာဖြစ်ပြီးထက်ခိုင်ဝင်းဟာတော်ယုံတန်ယုံခရိုနီတတိယတူမဟုတ်ပေနမေကြီးစီဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သလိုသူကိုယ်တိုင်ကလည်းရုပ်ရှင်ထုတ်လုပ်ရေးပြင်စီဝါရေးလုပ်ငန်းတွေများစွာကိုပိုင်ဆိုင်ထားတာပါ ။ဒါပေမဲ့ထက်ခိုင်ဝင်းကမိဘကိုအလွန်ရှိုသေးတယ်။အသားတရားဖြစ်ပြီးတော့နဘောအေထားကြောင့်မိဘရင်းနဲ့ဆက်ဆံရေးမှာလည်းထိခိုက်မှုရှိလာခဲ့လို့နီးစက်တဲ့တိုင်းဝိုင်းကနေသတင်းတွေထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။နဘောအေထားနဲ့လက်ရှိတွဲနေသူထက်ခိုင်ဝင်းဟာသူ့နဲ့တိုင်းဝိုင်းချင်းတူချမ်းသာမှုချင်းပညာရေးချင်းချင်းမှာလည်းထပ်တူညီပြီးတော့အကြောင်းထဲမှာငယ်ချီဥတွေဖြစ်ခဲ့ကြသူခင်ကျေးမုံနဲ့စနစ်နှစ်ကြာချေရေးတိဆောက်ခဲ့သူဖြစ်ပြီးထက်ခိုင်ဝင်းရဲ့မိဘတွေဟာသူတို့ရဲ့တိုင်းဝိုင်းချင်းတူခင်ကျေးမုံကိုတော့ ချွေမအဖြစ်တက်မဲ့သဘောတူပြီးတော့ထက်ခိုင်ဝင်းကနော်ဖောအေထာနောက်ပါသွားပြီးလမ်းခွဲလျရသည့်တိုင်အောင်ကိုပင်ခင်ကျေးမုံရဲ့ထက်ခိုင်ဝင်းရဲ့မိဘတွေကချွေမနဲ့ရောက်ခမဆက်ဆက်ရေးတိုင်းဆက်ရှိနေကြစေဖြစ်တယ်လို့သူတို့နဲ့နီးစပ်တဲ့တိုင်ဝမ်ရဲ့ပြောစကားတွေရသိရတာပါထက်ခိုင်ဝင်းနဲ့နော်ဖောအေထာတွင်းနေခြင်းဟာထက်ခိုင်ဝင်းရဲ့မိဘတွေပါသိထားပြီးတရားဝင်ပတ်သက်ခြင်းမျိုးမဟုတ်သေးပေအခုလိုအွန်လိုင်းပေါ်မှာရှက်တကွဲကျိုးနေဖြစ်စရာကိစ္စတွေပေါ်ထလာကမှ လူကြီးတွေပါသိရှိပြီးတော့မျက်နှာပြရတဲ့အချိန်လေးဖြစ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့နော်ဖွဲ့ရင်ထားဟာထက်ခိုင်ဝင်တဲ့သူမိသားစုတွေပိုက်ဆိုင်နေဟဲပလေးမှာပင်နိုင်မင်းသမီးဖြစ်ရုပ်ရှင်ဇာတ်ကားတွေဇက်တိုက်ရှိုက်ကူးနေရခြင်းကနေဖေရှားခင်ရဖို့ရှိနေရပဲဖြစ်ပါတယ်။ဒီလိုသူမရဲ့အလုံးပါပါထိခိုက်တာတွေရှိလာခဲ့တဲ့အတွက်နဖို့အင်တာကသူမရဲ့အကောင့်ကနေ စာတင်ပြီးတော့ထွက်ရှင်လာခြင်းဖြစ်တယ်လို့အနုပညာတိုင်းဝိုင်းကစကားရီယာသိရှိရပါတယ်။လက်ရှိမှာထက်ခိုင်ဝင်းမိသားစုနဲ့မင်းသမီးနော်ဖော့အေထားရဲ့ကြားမှာအခြေအနေတွေပြင်းထန်လျက်ရှိနေတယ်လို့သိရပါတယ်။နော်ဖော့အေထားကတော့ဒီဖြစ်ပျက်တွေဟာသူမငယ်စဉ်ချိန်ကလေးကမစင်မစားမစင်ခြင်းမင်းနဲ့လှုပ်ခဲမိတဲ့အမားတွေသာဖြစ်တယ်လို့ဝန်ခံပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့အနုပညာလောကမှာနေရာတနေရာလေးရဖို့အတွက်အခုလိုဟိုလူကိုပြေကက်ဒီလူကိုပြေနိုင်တယ်လို့နေရတဲ့နော်ဖော့အေထားကိုဝေဖန်ပြောဆိုခြင်းတွေများစွာ ာပြုလုပ်ထားခဲ့ကြတာပါ။နဘောရထားချမ်းသာသူတိုင်းဝိုင်းနေဖြစ်ကြတဲ့မင်းသမီးလေးမေတိုခိုင်၊မင်းသမီးလေးပိုးမမီသာ၊မင်းသမီးလေးဖုံးတီတီကျော်တို့နဲ့အရန်ကိုမခင်နေဆက်ဆံရေးရှိပေမဲ့သူမရဲ့ရှင်တွေကြောင့်မီတိုခိုင်တို့ဖုံးတီတီကျော်တို့ပိုးမမီသာတို့ဖွဲ့ဟာနဘောအင်ထားကိုသူမရဲ့လောက်ရတွေကြောင့် IG မှာလေး unfollow တွေလို့အပေါင်းတင်လည်းမလုပ်တော့ဘဲနဲ့ဖိတ်ကျင်းကြတာပဲဖြစ်ပါ යි ။မင်းသမီးနဘောရထားအတွက်ကတော့တကယ်ကိုမှသင်ငန်းယူစရာအမှားတွေပါပဲနော်ပရိသတ်ကြီးတို့။